မဟာမိတ်ဖွဲ့ထားတဲ့ကိုကန့်တက် MNDA နဲ့ရှမ်းမြောက်ကလာရှိုးမြို့နယ်မှာဇွန်လ၁ရက်နေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်းကိုကန့်တက်ဘက်က၈ဦးသေဆုံးခဲ့တယ်လို့ရှမ်းပြည်တွတ်တက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP SSC ကနေတွင်ချင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ SSPP ရဲ့အဆိုအရကင်းလက်နေတဲ့သူတို့တပ်ဖွဲ့ဝင်တွေကိုကိုကန့်တက် MNDA ကလာရှိုးမြို့နယ်နားလိုက်ကြီးပါနီးမှာခြုံခိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ကိုကပ်ဘက်မှာတိဆုံးသူတွေဒါမကဘဲနဲ့ဒဏ်ရာရသွားသူတွေလည်းရှီတောင်းရှမ်းတက်ကဆိုပြီးတော့အောက်ခြေမှာနှစ်ဖက်တက်တွေထိတွေ့ဖြစ်ခဲ့ကြတာဖြစ်ကြောင်းအသေးစိတ်မပြောနိုင်ကြောင်း SSPP ထိပ်ပိုင်းကောင်းဆောင်သူကဆိုပါတယ်။ညနေပိုင်းမှာလည်းအင်အား100ကျော်ရှိတဲ့ကိုကန့်တက်တွေဟာဟန်နာရော့ကိုဆက်ပြီးတော့ထိုးစစ်ဆင်ခဲ့တဲ့အတွက်တိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ SSPP ကဆိုပါတယ်။ဒေတာခန်ကြီးကတော့ဟန်နာရွာနဲ့အနီးကနတ်လုံရွာတွေမှာနှစ်ဖက်တိတိတိုက်ပွဲတွေဖြစ်ကြတာလို့ပြောကြပါဗျ။ဒီလိုဖြစ်တာကြတော့တတော်ရွာဟိုဘက် 我们那为了能做出来原，那批产物，那 <noise> 呢，我我那国家上面企业，能动安是两千企业，这个旅游嘛嘞，先企业，各个那的家里面也有呢，对吧？阿里路阿里路批的，阿能动嘛批？阿是是哪里？是吧？是哪里？这个是去年一年嘞，各个呢，一年得到嘞，比那个去年批的低了，哎，困难，哎，物价了，大家比较低了，就拆迁的这个多，然后比个便宜土地。 တယ်အဲ့ဒါဆိုဒီတဲ့ဆိုတော့လည်းပေါ့မကြောက်ဘူးနံပါတ်ကတန်းဖြစ်တာပဲတိုက်ပွဲတွေကြောင်းဟန်နာရွာနတ်လုံရွာနဲ့ဟိန်းလွန်ရွာတွေကဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးခဲ့ရပြီးတော့ဇွန်လ2ရက်နေ့မနက်မှာတော့နေရက်ပြန်ခဲ့ကြတယ်လို့ဆိုကြပါတယ်တိုက်ပွဲဖြစ်ထန်တဲ့နတ်လုံရွာမှာ MNDA ဘက်ကတိုက်ခိုက်တိုက်စုံးမှုရှိခဲ့တယ်လို့ပြည်စင်အခြေအနေသိရှိတဲ့ဒေသခံနောက်တစ်ယောက်ကပြောပြပါဗျာ တိုက်ပွဲချင်းနေနဲ့ပတ်သက်ပြီးတော့ MNDA ဘက်ကသတင်းထုတ်ပြန်တာမရှိသေးသလို MNDA ပြန်ကြားရေးတာဝန်ရှိသူတွေကိုမြန်မာနောက်ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်းပြန်မတုံ့ပြန်ပါဘူး။ဇွန်လ2ရက်နေ့မနက်ပိုင်းမှာတော့ SSPP နဲ့ MNDA နှစ်ဖက်လုံးစစ်အင်အားတွေထပ်ဖြစ်နေပြီးတော့စစ်ရေးဆက်လက်တင်းမာနေတာကြောင့်တိုက်ပွဲတွေပြန်ဖြစ်မှာကိုဒေသခံတွေကစိုးရိမ်နေကြပါဗျ။ ဆောင်ရောက်လို့ဒီဆောင်ရောက်ကလည်းနော်မောရှန်ကလေးတွေကူကစစ်တောက်ပြီးလုံးတဲ့ဟာတွေယူပဲအရွာသားတွေကတချို့လူကနေ့လေကလေးကပြေးတဲ့လူတွေတို့တယ်ဂျမ်းတက်ကတော့မတားဘူးဘသူသွားကျင်သွားဒါပေမဲ့ကူကတက်ကလုံးဝသားထားတယ်အောက်ပေါ်ရွာနေပြီးတော့အောက်ရွာတော့ပြေးမစင်းဘူးအောက်ရွာနေတဲ့အပေါ်ရွာကိုပြေးမပြကျွန်တော်တို့ကြားသိတဲ့လောက်ကကူကကပါပြောလေဆိုတော့ဒီမကလွန်းတို့နမတို့ကကိုဟိုကလေနောက်ဆုတ်ပြေးရတယ်ဆိုရင်သူတို့ကဒီနံပါတ်1နဲ့မူဇယ်ဒီရှာဖက်လေမနေနဲ့လို့ပြောတာဟိုဘလို့ဘလို့တော့အဆင်ပြေတော့မှာလို့အဲ့လိုပြောတာ ရှမ်းမြောက်ဒေသကကြောင်မဲတီဘောနောင်ချိုသိန်းကြီးနန်ခမ်းလာရှိုမိုင်းရဲတန်ရန်မြို့နယ်တွေဟာရှမ်းပြည်နယ်တောင်ပိုင်းကဝန်ဟန်းရွာအခြေဆိုင် SSPB ရဲ့စစ်စီတပ်တွေလှုပ်ရှားဒေသတွေဖြစ်ပါတယ်။တစက်နှစ်ဆက်ခွန်စစ်စင်ရေးကာလအတွင်းသိန်းနီနယ်လာရှိုမြို့တွေကို MNDA တပ်ဖွဲ့ကသိမ်းပိုက်ခဲ့ပြီးတော့နောင်ချိုကြောင်မဲနန်ခမ်းနဲ့တီဘောမြို့တွေကိုတော့ TNL ကသိမ်းပိုက်ခဲ့က SSPB နဲ့မြို့ကိုသိမ်းလိုက်တဲ့တပ်တွေရှားမှာနေမြေညင်းပွားမှုတွေမကြာခဏဖြစ်ခဲ့ပါတယ်။ လက်နက်ကင်တက်တီကြမှာနေမြချင်းဆက်ဆက်မှုပိုင်ဆိုင်မှုတွေမရှင်းလင်းချိန်မှာအခုလိုဖြစ်စဉ်တွေရှိတဲ့ကြောင်းဝိုင်းရနိုင်ငံလေးလာသူဦးတန်းစိုးနိုင်ကဆိုပြီးတော့အခုလိုဖြစ်ရတဲ့ခါလဲကိုကန့်တက်ကိုလာရှုကနေထွက်ခွာစေခဲ့တဲ့တရုတ်ရဲ့ဆက်ဖက်မှုနောက်ဆက်တဲ့ကိစ္စတွေလို့ပြောပြပါတယ်။ဒါတွေကတော့ချက်မကြည့်ထွားအောင်တော့သူတို့ဆက်လက်ပြီးထိန်းသိမ်းပါလိမ့်မယ်လို့ကျွန်တော်တော့ယူဆပါတယ်။နောက်ပြီးတော့အဲ့ဒါဟာသူတို့အထက်ဖွဲ့စီရင်ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဖြေရှင်းလို့လေထိန်းသိမ်းနေတဲ့အနေအထားဖြစ်တယ် ဒါဟာနော်ကျွန်တော်တို့အဓိကအားဖြင့် MND ကိုလာရှုကနေပြီးတော့ထွက်ခွာစေတဲ့ဒီတရားရဲ့ဝင်ရောက်စံပေါ်မှုကြောင့်ဖြစ်လာတဲ့နေမီညင်းပွားမှုသာဖြစ်ပြီးတော့ပြဿနာကြီးမဖြစ်အောင်ဆက်လက်ပြီးသူတို့ထိန်းသိမ်းနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ခင်အဲဒီညင်းပွားမှုပြဿနာကြီးနဲ့ပတ်သက်ပြီး2025မေလဆန်းပိုင်းမှာနှစ်ဖက်တက်ထိပ်ပိုင်းကောင်းဆောင်တွေဟာ UWSA ထိန်းချုပ်ဒေသပန်ဆန်းမှာညှိနှိုင်းခဲ့ပေမဲ့ပြည်လည်မှုမရခဲ့ဘူးလို့ညှိနှိုင်းမှုခြေအနေကိုသိရှိသူတယောက်ကပြောပြပါဗျ။ကိုကန်တနေရှမ်းပြည်တမ်ဘရွန်အဖွဲ့စလုံးဟာပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်တွေဖြစ်ပါတယ်ခင်ဗျာ။